အလုံးမဲမင်္ဂလာပါရှင် MCLDOS new channel ကနေကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ညီမအနေနဲ့တကယ်ပဲဖိအောင်လို့ခန်းစားရတယ်ညီမတို့ကဟိဝရံနဲ့တိတ်ဖို့လာပြိုင်တာလေအဲ့ဒါကိုဆင်အောင်မှာမဆိုးဖြစ်ကိုမြင်လိုက်ရတော့စိတ်အနှောက်ရှက်ဖြစ်သွားတယ်ဇလန်စာကတော့ဟိဝရံပါတဲ့ဒီအစီအစဉ်ကိုဆိုးဖြစ်တဲ့စဉ်ကပါဆင်အောင်ကနေလာအားပေးခဲ့တယ်အဲ့ဒီအခါမှာတော့ပြိုင်ပွဲဝင်တအုပ်ဖြစ်တဲ့မက်ခိုင်လဝေကဆိုးဖြစ်တဲ့စဉ်ကိုဆင်အောင်မှာတွေ့ရတာမူအောင်တဲ့ respect မရှိသလိုခန်းစားရတယ်လို့လူရှိမှရင်ပေါ်တင်ထုတ်ပြောခဲ့ရပဲဖြစ်ပါတယ် ။အဲ့ဒီလိုမှုကြီးရသွားတာအကိုနဲ့မဆိုးပြင်းနဲ့တကယ်တွဲမတွဲတော့ညီမလည်းမသိဘူးပေါ့။ဒါပေမဲ့မဆိုးပြင်းကိုတွေးလိုက်တာနဲ့ပြိုင်ပွဲဝင်တွေအကုန်လုံးကငြိမ်ကြသွားတာကင်မရာရှေ့မှာသာပြုံးနေရပေမဲ့သူတို့စိတ်ထဲမှာတော့အကုန်လုံးမူအောက်သွားတာပေါ့နော်။ငယ်စိဖန်တွေကတော့သူတို့မင်းသမီးကိုပြောရကောင်းလားဆိုပြီးတော့စဲကြတာပေါ့။ဒါပေမဲ့ညီမကြတော့လဲဟမ်ဆောင်တတ်ဘူး။မရှိကိုရှိတိုင်းနှလုံးသားနဲ့ပဲဆက်ဆံတတ်တယ်။မဆိုးပြင်းကိုမြင်ရတာတကယ်အဆင်မပြေဖြစ်ခဲ့ရလို့ပြောဆိုခဲ့ပါရဲ့ရှင်။မမဝင်နေအလုံးကစိတ်လုံရှားပြီးကိုဟင်းဝင်ရဲ့မျက်နှာကိုပဲလိုက်ကြည့်နေခဲ့တာ ခံစားမှုကအမြင့်ဆုံးရောက်နေရလို့တောင်ပြောလို့ရပါတယ်။အဲ့ဒီချိန်မှာမဆိုးပြစ်ကဆင်းရောက်มาထိုင်နေတာကိုပြုံးစုံတွေးလိုက်ရတော့အကုန်လုံးကဟေးဘလို့ဖြစ်လို့လိုက်လာလဲမသိဘူးသူတို့ကတွဲနေကြရလားဆိုပြီးစိတ်ရှုပ်သွားရောအနောက်ရှက်လက်ဖြစ်တဲ့ဘလို့ဆိုဆိုပြစ်ကစင်လာမယ်လဲမသိခဲ့တယ်လို့ဘာလာလုံးမှလည်းမသိခဲ့ရဘူးဒါကြောင့်ညီမအနေနဲ့ program ဘက်ကညီမတို့ကိုကြိုအသိပေးထားတဲ့နေညီမတို့ပြိုင်ပွဲဝင်ရဲ့ခန်းစားချက်ကိုခရုစိုက်တင်နေဆိုတဲ့အထိပ္ပယ်နဲ့မဆိုးပြစ်ကိုမြင်ရတာ feel out တယ် respect မရှိဘူးလို့ထုတ်ပြောခဲ့တာပါလို့ရှင်းပြပြောဆိုခဲ့ပါရဲ့ရှင် လက်ရှိမှာတော့မက်ခိုင်လက်ဝဲရဲ့အဆိုပါပြောဆိုမှုနဲ့ပတ်သက်ပြီးစိုးပြေတစဉ်ရဲ့ပြိတက်တွေကဒေါ်သာထွက်နေကြပါတယ်ပြိတက်ထဲကတယောက်ဆိုရင်စိုးပြေကို respect မရှိဘူးပြောရအောင် respect ဆိုတဲ့အဓိပ္ပာယ်ကိုရောတိတ်ချတိလာလို့နှင်ကိုမေးချင်တယ်ဒါအစီအစဉ်တစ်ခုပဲလေစိုးပြေတစဉ်ကလည်းပွဲစီစဉ်သူတွေဖိတ်လို့လာရတာလေအာရရလာချင်းလာတာမှမဟုတ်တာသူ့လောက်သူလောက်တာဘာဖြစ်လို့သွားပုတ်ခတ်တာလဲဒီပွဲမှာနင်တို့ဝင်ပြန်ရရင်ပြီးရောမလား မူအော့ဖ်တယ်ပြောရအောင်လဲစိုးပြတဲ့စင်ကဧည့်သည်အနေနဲ့လာတာပြီးတော့ဟဲဝင်ရန်ကလည်းနင်တို့လင်းမမဟုတ်တာလို့ပြပြနှစ်နှစ်ကြီးကိုပြောဆိုဝေဖန်ခဲ့ပါရဲ့ရှင်။ကဲပရိသတ်ကြီးတို့ရောဒေးဗစ်မီအစီအစဉ်ကအောင်ရနေတော့ကလည်းပွဲဖြစ်ခဲ့တယ်လို့ဟဲဝင်ရန်အလှမ်းမလဲပွဲစုနေပြန်ပါပြီနော်။ပရိသတ်ကြီးတို့ရောမက်ခိုင်လက်ဝေပြောထားတဲ့စိုးပြတဲ့စင်ကိုစင်အောက်မှာတွေ့လိုက်ရတာမူအော့ထားတဲ့ဆိုတဲ့အပေါ်ဘလို့များထင်မြင်ကြပါသလဲရှင်။မဆုံးတိအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ပရိသတ်များအားလုံးလည်းရှင်နဲ့ကြံပါကြပါစေရှင်။